ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့လေမှာငွေကဘယ်ကောင်းစင်လေးအောင်မှာရှင်းပြပေးခြင်းလဲဆိုတော့ gateway လို့ခေါ်တဲ့တကားဝဆိုရဲခေါင်းစင်အောင်မှာပေါ့နော်ငွေရှင်းပြပေးခြင်းပါတယ်အဲ့တော့ငွေတို့ကလူရည်လို့ဖြစ်လာပြီဆိုရင် လူဆိုတာကပေါ့နော်ဘဝတစ်ခုကိုရလာဖို့အတွက် mind soul body ဆိုတဲ့သုံးခုပေါင်းပြီးတော့မှာပေါ့နော်ဘဝတစ်ခုကိုကိုယ်ရရှိလာတယ်ဘဝတစ်ခုရရှိလာတဲ့အခါမှာကိုကဘလို့ဘဝမျိုးရလာရလဲပေါ့လေဥပမာကိုကကိုပြုလုပ်တဲ့ကံပေါ်မှာမူတည်ပြီးတော့ကိုကဘဝတစ်ခုပိုင်းဆိုင်လာရပေါ့အခုငွေတို့ဆိုရင်ဒါလူဘဝကိုပိုင်းဆိုင်လာတယ်ကိုပြုခဲ့တဲ့ သူကောင်းမှုကဲစေတနာရေးကြောင့်လူဘဝကိုပိုင်ဆိုင်လာရပေါ့အဲ့လိုပေါ့လေတလိမ့်ဆန်လေးဆိုလဲသူတို့ရဲ့ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုကံနေကြောင်းပေါ့နော်သူတို့တလိမ့်ဆန်ဘုံဘဝကိုရောက်သွားကြရပေါ့လေအဲ့တော့ငွေတို့ကမိုင်းဆိုးပေါ်လေဆိုရဲသုံးကုလုံပေါင်းပြီးတော့မှဘဝတစ်ခုပိုင်ဆိုင်လာရပေါ့နော်အဲ့တော့ငွေကဒီမှာဗာပြောချင်လဲဆိုတော့ငွေတို့ကလူဖြစ်လာပြီဆိုရင်ပေါ့လေ ငွေတို့ရဲ့ဒီလူဘဝမှာငွေတို့ရဲ့ဒီအိမ်နေမှာပေါ့နော်တချို့အိမ်နေမှာဆိုရင်လည်းတလိမ့်ဆန်လေးမွေးပူးကြရပေါ့လေငွေတို့အိမ်မှာဆိုလည်းငွေတို့ခွေးလေးတွေမွေးထားပူးတယ်အဲ့တော့ပေါ့နော်ငွေအခုချိန်ထိလည်းငွေမှာငွေရဲ့သားလေးတစ်ကောင်ရှိရပေါ့လေငွေအရင်ချိရတဲ့သားလေးတစ်ကောင်ပေါ့အဲ့လိုမျိုးပေါ့နော်ကိုကိုရဲ့အိမ်မှာဆိုလည်းကိုရဲ့ကြောင်လေးပဲဖြစ်ခွေးလေးပဲဖြစ်စသဖြင့်တလိမ့်ဆန်လေးတွေမွေးကြရပေါ့လေအဲ့တော့ငွေကဒီမှာဗာလေးပြပြပေးခြင်းလဲဆိုတော့ပေါ့နော်ဟိုငွေတို့တွေရဲ့ငွေတို့ပဲဒီလူအနေနဲ့ကြီးမယ်ဆိုရင်ပေါ့လေတလိမ့်ဆန်လေးတွေကိုကိုကကျွေးမှ က်စားရအဲ့လိုပဲ ပိုကပေါ့နော်သူတို့တွေကိုပေါ့ဟိုမှာဖြစ်ပြီးအကုန်လုံးပေါ့ချီရတဲ့အကုန်လုံးပေါ့နော်အဆန်လုတ်ပေးရတယ်သူတို့ဒီအိဆောက်ကမှဆိုရဲဒီဘဝကြီးရဲ့မှာပဲကျင်လည်နေရပေါ့လေအဲ့တော့ငွေဒီမှာဗာလီပြောပြပေးခြင်းလဲဆိုတော့ငွေပြောပေးတဲ့ခေါင်းစဉ်လေးအတိုင်းပေါ့နော် gateway ဆိုရဲတကောင်းဝိုင်အတိုင်းပေါ့လေအားလုံးဒီကိုပြုတ်ငွေပြောဆိုနေထိုင်နေတဲ့ပုံမှာမူတည်ပြီးတော့ပဲကိုယ့်ရဲ့ဘဝလမ်းကြောင်းခရီးကိုပဲကိုကရွေးချယ်ပြီးတော့ကိုယ့်ရဲ့ဘဝကိုယ်တိုင်ကိုဘဝပဲ့ကန်ဆိုတဲ့သဘောမျိုးပေါ့ကွာကိုရွေးချယ်ပြောဆိုလိုက်တဲ့ပုံမှာပဲမူတည်ပြီးတော့ကိုယ့်ရဲ့ကဲချမရဲ့ဆုံးဖြတ်ပေးသွားတာပေါ့လေအဲ့တော့ငွေကဒီမှာဗာလီကိုပြောပြပေးခြင်း ြန်လဲဆိုတော့ဟိုဒီတလေးဆန်လေးတွေနဲ့ကြည့်ပြောပေါ့နော်ငွေဟိုအမြဲတမ်းလဲပေါ့လေဟိုးရင်လုံးတွေအဲ့လိုခွေးဟိုဘယ်လိုပြောမလဲနာမကျန်းတဲ့ခွေးတွေရဲ့ဂေဟာကိုတွားပြောလဲငွေအဲ့လိုမျိုးကြီးတွားပြောကျွေးနေပေါ့နော်ဟိုးလူငယ်တွေ၄၅၆နှစ်တော့ငွေတန်ငွေကရသွားတယ်တကူကဘာလဲဆိုတော့အော်သူတို့ကိုဒီဘဝကနေလွန်မြောက်ဖို့အတွက်ငါဘယ်လိုလုပ်ပေးရမလဲငါသူတို့ဒီ တလေးဆန်ပုံပေါ်ကနေလွတ်မြောက်အောင်ငါလုတ်ပေးခြင်းနေဆိုရယ်အတွေးတစ်ခုဝင်သွားတယ်ပေါ့လေအဲ့တော့ငွေကသူတို့တွေကိုအကောင်းဆုံးငွေဘယ်လိုလုတ်ပေးရမလဲလို့ငွေစဉ်းစားကြည့်မိရဲ့အခါမှာပေါ့နော်ဒါငွေဘက်ကပေါ့ငွေငယ်မိသလောက်ပေါ့လေအဲ့တော့ငွေကသူတို့တွေကိုဒီဘာဖြစ်လို့လဲဆိုတော့အပယ်ပုံပုံပေါ့နော်ငွေရဲ့တိရစ္ဆာန်ပိတ်တာအတူတကယ်ဆိုရယ်ဒီအပယ်လေးပုံကိုကြောက်ရောက်သွားတဲ့ သူကအပေါ်ဘုံတက်ဖို့ဆိုတာတတော်နဲ့မခတ်သွားပြီပေါ့နော်တန်တရားရေလဲပြီးချင်းလဲပြီးဒီမှာပဲတန်တရားလဲနေရမြို့ငွေမလို့ချင်းဘူးအဲ့တော့ငွေချစ်တဲ့ခွေးလေးတွေကြောင်လေးတွေပေါ့နော်တလေးဆန်လေးတွေဆိုလဲငွေက သူတို့ဒီဟိုတရိတ်ဆန်ပုံဘွားကနေကျုပ်စီခြင်းနဲ့လွတ်စီခြင်းနဲ့ကောင်းမွန်တဲ့ပုံဘွားကိုရောက်စီခြင်းနဲ့အဲ့တော့ငွေရဘလို့တွေးလဲပေါ့နော်တွေးပြီးတော့လုပ်လဲဆိုတော့ငွေတို့အိမ်မှာဆိုရင်ငွေကအရင်တော့ကလေ24နာရီပေါ့နော်24နာရီငွေကအဲ့လိုမဟာဘောဒီ channel ဆိုငွေ TV ကိုတောက်ချောက်ဖွင့်ထားတယ်ဒိုင်းကိုအိတ်လိုက်မဲ့ကြည့်ရပေါ့နော်အိတ်လိုက်ကိုပဲ24နာရီငွေကအမြဲဖွင့်ထားတယ်တရားရဖွင့်ထားတယ်အဲ့ခါဆိုရင်ငွေဒါငွေလန်းလန်းမိတဲ့လောက်လေးငွေလုံးဖြစ်တာပေါ့လေငွေရတရိတ်ဆန်လေးငွေရခွေးလေးလို့ဆိုရင်ငွေက ဥပမာပါသူဆရာတော်တရားကြီးလာပြီဆိုရင်တပ္ပာဒီဟာဒီဖုံဖုံရဲ့အတန်ကိုတေချာနာထောင်ဒီဖုံဖုံကပါသူဆရာတော်တရားကြီးဆရာတော်ဖခင်ကြီးလို့ခေါ်တယ်တေချာနာထောင် ပြီးတော့ဒီဖဲဒါဘုရားရဲ့အဆုံးမတော်တွေဆိုပြီးတော့ငွေအဲ့လိုမျိုးလေးပေါ့နော်သူတို့နားရှင်လောင်ငွေလုတ်တယ်နောက်တစ်ခုကကျတော့အဲ့လိုမျိုးဘုရားရှိခိုးပဲပေါ့နော်လက်အုပ်ချီပြီးတော့ခွေးလေးကိုဘုရားရှင်ရှင်မှာဘုရားရှိခိုးပေးတယ်ဒီလိုမျိုးပေါ့နော်ဘုရားရှိခိုးပေးရတဲ့အကျိုးအားကြောင့်တပည့်တော်ရဲ့ခွေးထီးလေးကပေါ့နော်ဒီလိုမျိုးလင်းကျတဲ့တိရစ္ဆာန်ပုံပေါ်ကဘယ်တော့မှမရောက်ပါစေနဲ့ဘာညာပေါ့အဲ့လိုမျိုးဆူတောင်းပေးရပေါ့ကွယ်အဲ့လိုမျိုးအပြင်ပေါ့နော်ဒါငွေလုတ်တာသည်သူများရဲ့နဲ့မတူဘဲနဲ့နည်းနည်းကြောင်တောင်တောင်နိုင်ချင်မှနိုင်မယ်ဒါပေမဲ့ငွေကတော့ဒါသူတို့တွေကိုပေါ့နော်ငွေလက်လန်းနေသလောက်ငွေ သူတို့တွေကိုမြင့်မြတ်တဲ့ပုံရောက်စေချင်တယ်အဲ့တော့ငွေရဲ့နီနာပုံဝင်ချင်မှရှိရသူတွေငွေအတက်နိုင်ဆုံးကဲတင်လောက်နိုင်တဲ့လောက်ကဲတင်လဲပေါ့လေအဲ့တဘောပါပဲပေါ့နော်အဲ့တော့ငွေက အဲ့လိုလေးလုတ်ပေးတယ်နောက်ပြီးတော့အဲ့လိုမျိုးအိမ်မှာပေါ့နော်ဖုံးဖုံးလေးပဲကြွရတယ်ဖုံးလေးပဲဆုံးကတ်တယ်ဆိုရင်ငွေကအဲ့လိုမျိုးပေါ့နော်ဟိုဖုံးဖုံးလေးကိုဥပမာတင်ငယ်လေးကတ်တယ်ဆိုရင်သားလေးကိုပါချီပြီးသားလေးလက်ကလေးနဲ့ပါကက်ပြီးတော့အဲ့လိုမျိုးလုတ်ပေးရပေါ့လေဒါတော့ဒါငါငွေသူတို့တွေကိုပေါ့နော်ကိုချစ်တဲ့သူတွေကိုတင်းနှိမ့်ကြတဲ့ပုံပွားကြီးမှာမမြင်ချင်ဘူးကွာအဲ့တော့သူတို့တွေကိုမြင်းမြတ်တဲ့ပုံကိုရောက်စေချင်လို့ငွေထားလေးနဲ့လာလေးလုတ်ပေးရပေါ့လေအဲ့လိုလေးပေါ့နော်ကိုအိမ်မှာကိုကခွေးလေးတွေလိမ့်ဆန်လေးကိုမွေးထားရဆိုလေဒီတိုင်းမွေးထားရမျိုးမဟုတ်ပဲနဲ့ပေါ့လေ ိုကဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ကိုဘာသာအရာပဲဖြစ်ဖြစ်အဲ့လိုမျိုးကြီးလှုပ်ပေးတဲ့နယ်လို့ငွေရတော့ထင်းနေပေါ့နော်ဒါငွေပကအမြင်ကိုပြောပြပါဘောလေအဲ့တော့ ငွေတို့ကဒီသတိဆန်နေအိစကမှာဆိုတဲ့အရာကြီးတိုင်ငွေတို့နှုတ်မထားပဲနဲ့ပေါ့နော်အဲ့လိုမျိုးလေးတနည်းအားဖြင့်လှုပ်ပေးတယ်ပေါ့လေအဲ့လိုပဲငွေရခွင်းမလေးဟိုအဲ့လိုအသက်ထွက်ခံနေမှာဆိုလဲငွေလုံးဝတရားလေးကိုဖွင့်ထားပေးရယ်တရားလေးကိုနာသမီးလေးတရားလေးနာတော့ဆိုပြီးတော့လုံးဝညင်းတဲ့အဲ့လိုမျိုးလေးပေါ့နော်ငွေကတော့ဒီဘာသာရေးပိုင်းကိုလည်းတော်တော်လေးဟိုဟိုဖြစ်တဲ့သူဖြစ်တဲ့အတွက်လေငွေအဲ့လိုမျိုးလေးပဲအင်ရသူအင်ရသူကြီးလည်းမနေရအောင်ကွယ်ခွေးလေးဆိုလည်းမနေရအောင်ငွေကအကုန်လုံး live လုပ်ပေးတာပေါ့နော်အဲ့လိုမျိုးလေးအပြင်ငွေက အဲ့လိုသူတို့တွေကိုလည်းဖယားရှိဖို့ပေးနေငွေရမှားထားတယ်တတမမေကိုချစ်တယ်ဆိုရင်ကျန်တာဘာမှမလုပ်ပေးနဲ့မမေဖြစ်စီခြင်းတဲ့အတိုင်းနောက်ဘဝမှာနောက်ဘဝမှာမြင်ရတဲ့ဒီလိုမျိုးတိရစ္ဆာန်ပုံမှန်ကမမေကမမြင်ချင်ဘူးအဲ့တော့အကောင်းဆုံးပေါ့နော် ဘုံရောက်အောင်တွားပြပါမမေဟိုဖြစ်ပြီမယ်ပေါ့နော်မမေအဲ့ဆိုရင်မမေစိတ်ချမ်းသာမယ်ပေါ့ကွာမမေပြောမယ်ပေါ့အဲအဲ့လိုမျိုးလေးငွေပြောရပေါ့ကွယ်ဒါကတော့ဒီလိုပဲပေါ့နော်တိလာအဲ့ဒါလေးငွေဒီမှာစကားပြောပြရပေါ့လေအဲ့တော့ဒါလေးကတိလိမ့်ဆန်လေးတို့ဘာမှမဟုတ်အဲ့တော့ငွေတို့ကလူရလို့ဖြစ်လာရဲဆိုရင်ငွေတို့မှာရွေးချယ်စရာအများကြီးရှိတယ် ်ငွေမြင်းတွန်းနေကြစကားပဲလူဖြစ်လာရင်လေးသီလားအပေါ်တက်ချင်လဲတက်လို့ရတယ်အောက်ဆင်ချင်လဲဆင်းလို့ရတယ်ကြိုက်တယ်လို့လုပ်လို့ရတယ်ကွာအဲ့တော့ငွေတို့ကကိုပြောဆိုပြုမှုနေတိုင်းလဲကိုထားတဲ့စိတ်နေစိတ်ထားရဲ့ပုံမှာမူတည်ပြီးတော့ပဲငွေတို့ဘယ်ဘဝကိုသွားမလဲဘယ်လမ်းကိုရွေးချယ်မလဲဆိုတော့ငွေတို့ပုံမှာပဲမူတည်အားလုံးကအဲ့တော့လေငွေတို့ကအကောင့်နဲ့စိတ်ထားလေးကိုထားမယ်ကောင်းတဲ့အမြင်လေးမြင်မယ်ကောင်းတဲ့အလိုလေးကိုလုပ်ချင်းအဖြစ်ပေါ့နော်ကိုကအကောင့်မွန်တဲ့ဘဝတွေလေးပိုင်ဆိုင်လာမယ်ပေါ့လေအဲ့တော့ဒီနေ့လေးမှာငွေတို့ကလူငယ်လို့ဖြစ်လာပြီဆိုရင်ပေါ့ gateway ဆိုတာကငွေပြောချင် တာလေ gateway သည်ဥပမာပြောရမယ်ဆိုအိတ်အိတ် portal ပွင့်တယ်လို့99 portal ပွင့်တယ်လို့ထားလိုက်ပါတော့ portal ပွင့်တာတွေကပွင့်တာတတ်တတ်ဒါပေမဲ့ဒီနေ့လည်းမှငွေဘာပြောချင်လဲဆိုအဓိကအကြောင်းရ gateway ဆိုတဲ့အရာမှာတကောင်းဝပေါ့နော်အဲ့တကောင်းဝကဒီငွေတို့အတွက်24နိုင်ပြွင့်နေတာ လုံငွေရတော့ခံယူထားတယ်။အဲ့တော့24နှစ်မှာကိုဘလို့ပြုတ်မှုပြောဆိုနေထိုင်လဲဘလို့စိတ်ထားလဲပေါ်မှာမူတည်ပြီးတော့ကိုရဲ့ gateway တွေကပွင့်ပါတယ်။အဲ့တော့ကိုကကောင်းမွန်တဲ့ gateway တွေပွင့်ကျင်နေကောင်းမွန်တဲ့ပေါ်တော့ဘဝခီးလန်းတွေပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ကိုကအမြဲတမ်းပေါ်တော့ကောင်းမွန်တဲ့စိတ်ထားလေးထားပြီးကောင်းမွန်တဲ့အလုပ်တွေလုပ်ချင်းအပြင်ကိုတို့ကောင်းမွန်တွေလုပ်ချင်းအပြင်ကောင်းမွန်တဲ့ဘဝတွေလည်းပိုင်ဆိုင်နေပါစေလို့ငွေရဆုတောင်းပေးပါတယ်။အားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်ပြီးတော့ပြန်ပြေးပါအောင်ရှင်။